အားလုံးပဲမင်္ဂလာပါထုတ်ခွင့်မြန်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ21ရက်4လ2025ပေါ့နော်ဆိုတော့ကျွန်တော်21ရက်နေ့4လ2025ရဲ့ကျွန်တော်ရမှာထွက်ချီနေလေးဒီဘယ်လိုဖြစ်နေလဲဆိုတာကိုဗီဒီယိုလေးကိုဆုံးပြီးကြည့်လိုက်တော့နော်โอเคအဲ့တော့ဆိုတော့အာကျွန်တော်တို့ဒီထွက်ချီနေမကြည့်ခင်မှာပေါ့နော်အာလက်ရှိကျွန်တော်တို့ဒီလက်ရှိ Bitcoin ပေါက်ဇီးကတော့ဒါကတော့8000 9000ပေါ့နော်ကျွန်တော်8000 9000အဲ့တော့ဒီကနေ့မနက်ခင်းမှာပဲဇီးကတောက်လျှောက်ကို တက်ခဲ့တယ်ပေါ့နော်အတောက်လျှောက်တက်ခဲ့တာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဆိုတော့ကျွန်တော်ပြောထားတဲ့ကျွန်တော်ဒီ range ထဲကနေပြီးတော့ breakout တော့ဖြစ်လာပြီပေါ့နော်အဲ့ breakout တော့ဖြစ်လာပြီဆိုတော့အာဈေးကတော့ကျွန်တော်ဒီအနည်းဆက်ဆုံးကျွန်တော်18,500နော်အဲ့တော့ကျွန်တော်18,500 19,000ဝန်းကျင်လောက်ထိကတော့ပြန်သွားနိုင်တဲ့အနေထားကတော့တွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိဈေးတက်နေတဲ့အနေထားအရဆိုရင်အဲ့တော့ အဲ့တော့ဒါကျွန်တော်လက်ရှိဖွင့်လာတာကျွန်တော် A4 ချက်ပေါ့နော်အဲ့ A4 ချက်ကိုကျွန်တော်ခြုံပြီးတော့ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်ဒီမှာအာ 2D အာ double bottom ဆိုတဲ့ပတန်နဲ့ပေါ့နော်အဲ့တော့ဈေးတက်သွားတာကိုကျွန်တော်တွေ့ရတယ်နော်အဲ့တော့ကျွန်တော် double bottom ဖြစ်တယ်ကျွန်တော်ဒီအာဖြစ်ပြီးတော့ဈေးတက်သွားတယ်ဈေးတက်သွားပြီးတော့ကျွန်တော်ဒီ higher height သွားတယ်ပေါ့နော် higher height သွားတယ် higher height သွားပြီးတော့သွားဈေးကဒီကျွန်တော်ဒီ consolidation လို့ခေါ်တယ်ကျွန်တော်ဒီဈေးတွေက sideway ပုံစံမျိုးသွားတယ်ပေါ့နော် အာဆိုက်ဝေးပုံစံမျိုးတွားပြီးတော့လက်ရှိချိန်မှာတွား higher high ကိုထပ်တွားနေတဲ့အနေအထားတစ်ခုပေါ့เนาะအဲ့တော့ဆိုတော့အာဒါဒီကောင်းတဲ့လက္ခဏာတစ်ခုဖြစ်တယ်ပေါ့เนาะအဲ့တော့ဘာပဲပြောအာ if for chat အရာဒူဒီတာလက်ရှိချိန်မှာဆိုတော့ဒါ up trend စာနေတဲ့အနေအထားတစ်ခုပေါ့เนาะတွား higher high လာတယ် higher low လာထားတယ်ပြီးနောက်ထပ် higher high တစ်ခုထပ်သွားမှာဆိုတော့เนาะ higher တစ်ခုထပ်သွားမယ်ပြီး higher low လာမယ်ပြီး higher high ထပ်သွားမယ်ဆိုတော့ဒါဈေးကတော့ အာတော်တော်လေးကိုအချိန်နေကောင်းတဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်အဲ့တော့ဆိုတော့အာဘယ်လိုမျိုးဖြစ်လာနိုင်လဲဗောနော်အဲ့တော့ဈေးအနေနဲ့ကျွန်တော်ဒီ higher high higher high ကိုထပ်သွားမယ်အာပြီးရင်ကျွန်တော် higher low လာကောင်းလာမယ်ဗောနော် higher low လာကောင်းလာမယ်ပြီးရင်ကျွန်တော် higher high ထပ်ပြီးတော့သွားနိုင်တဲ့အနေအထားတစ်ခုတော့တွေ့ရတယ်ဗောနော်ဒါကတော့လက်ရှိကျွန်တော်ဖြစ်နိုင်ကြည်ဗောနော်ဈေးအမှကျွန်တော် movement ဗောနော်အဲ့တော့ဖြစ်နိုင်ကြည် movement လေးတစ်ခုဗောနော်ဆိုတော့အာ အာဒိုင်မက်တစ်ခုရှိတာလေကျွန်တော်တို့ဒီ6900 9000တဝိုက်ပေါ့နော်အဲ့တော့6900လောက်ကျွန်တော်ဒီ9000တဝိုက်ထိကတော့ဈေးက price ကတော့ higher high အနေနဲ့လာမယ်ဆိုတော့ကျွန်တော်လာနိုင်ကြီးရှိတယ်9000လောက်ထိပေါ့နော်9000 1000 9500နော်အဲ့တော့ဘာလို့လဲဆိုအဲ့ zone ကလည်းဒါတော်တော်လေးကိုအာ daily ရပြောင်းကြည့်မယ်ဒါတော်တော်လေးကို strong ဖြစ်ခဲ့တဲ့ zone တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ strong ဖြစ်ခဲ့တဲ့ zone တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ zone ကိုကျွန်တော်လွယ်လွယ်နဲ့တော့ breakout ဖြစ်နိုင်မယ်လို့တော့ကျွန်တော်မထင်ဘူး နော်အဲ့တော့ကျွန်တော်ဒီ9000 1500 9000 2000 zone ပေါ့နော် i zone လေးကတော့ကျွန်တော် break လုပ်ဖို့တော့လွယ်လွယ်နဲ့တော့မဖြစ်နိုင်ဘူးသူဒီ higher height အနေနဲ့ကျွန်တော်အဲ့လောက်ထိတော့လာနိုင်ခြင်းရှိမယ်အဲလာပြီးသွားပြီဆိုတော့တော့တော့အနည်းငယ်တော့ဈေးပြန်ကျမယ် higher low ပြန်လာမယ်ပေါ့နော် higher low လာရင်မှပဲကျွန်တော် break out ဖြစ်မလားဒါမှမဟုတ်ဘူးဆိုရင်ဈေးကတော့ကျွန်တော်ဒီအဲ9000ထပ်မှာပဲအကြိုင်နေပြီးတော့မှအာကျွန်တော်ဒီဂျွန်လာပေါ့နော်အဲ့တော့ဂျွန်မလာလောက်မှပဲကျွန်တော် break out ဖြစ်မလားဆိုတာတော့တစ်ချက်လောက်တော့စောင့်ကြည့်ရမယ်ဗျနော်အဲ့တော့ အဲ့တော့ကျွန်တော်ကထင်မြင်စားချက်ကတော့ပြောမယ်ဆိုတော့ဒီကောင်ကတော့ချက်ချင်းကတော့ break တော့မလုံးနိုင်တော့ဘူးဗျာနော်အဲ့တော့ဒီ9500 9000ဆိုရယ်ဇုံကပေါ့နော်တစ်ချိန်တော့ကလည်းဒါတော်တော်လေးကို strong ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဆိုတော့အာဘာပဲနေနေ အာဈေးတွေဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပါဗောနော်အဲ့တော့လက်ရှိပါပဲပြော breakout sideway ကိုဒါ breakout ဖြစ်သွားပြီဆိုတော့ဗာပဲပြောကျွန်တော်ဒီဈေးကတော့ပြန်တက်လာနိုင်ရည်ရှိတယ်တက်လာတော့ကျွန်တော်ဒီ higher high higher low ပြန်လာမယ်ပြီးတော့ပြီဆိုတော့ကျွန်တော် higher high ကိုထပ်သွားနိုင်ရည်ရှိမယ်လို့တော့ကျွန်တော်မန်းနေဗျာဟုတ်ဟုတ်ကဲ့အဲ့တော့ဆိုတော့အာဒါလေးကတော့ကျွန်တော်ဒီ bitcoin ရဲ့မှာကျွန်တော်ရဲ့မှာခံမှန်တုံးတစ်ချက်လေးဗောနော်ဆိုတော့ trade chain တွေဘယ်လိုရှိနေလဲဆိုတာကိုကျွန်တော်ဒီလိုလိုက်ပြီးတော့ကြည့်လိုက်အောင် ဆိုတော့ဒါကတော့ကျွန်တော်လက်ရှိဒီမှာအခု trade အခြေအနေပေါ့နော်အဲ့တော့ဆိုတော့ position ၄ခုရှိတယ်ကျွန်တော် ETH ရယ် link ရယ် ADA ရယ်ကျွန်တော် SUI ရယ်ပေါ့နော်အခုလက်ရှိအချိန်မှာတော့ဒါကတော့၄ခုလုံးကတော့ဒါကတော့ profit trade နေတယ်ပေါ့နော်အဲ profit trade နေတယ် ဟာ profit ထွက်နေတယ်ဗောနော် ADT profit ထွက်နေတယ်အဲ့တော့ Popan Aura မှာတော့ကျွန်တော် Dodge ကတော့0.15မှာမပွင့်သွားဘူးဗျเนาะနှမျောစရာကြီး0.15နော်ဈေးကဘယ်လောက်ထိရောက်သွားလဲလို့ပြောမယ်ဆိုရင်အကြဆုံးကျွန်တော်0.152လောက်ထိပဲရောက်သွားတာပေါ့နော်။နှမျောတော့နှမျောကြည့်တယ်။တကယ်လို့1.5လောက်ထိကိုရောက်သွားတယ်ဆိုတော့ခုချိန်ကတော့ဒါ torch လည်းတော်တော်လေးမြင့်နေတော့ပြီပေါ့နော်။ ဒေါ့ချ်ကာအော်ဒါဆက်ပေးထားတယ် HRP 1.95မှာအော်ဒါပေးထားတယ်အဲ HRP လည်းကျွန်တော်2ဒေါ်လာအောက်ကိုတော့မဖင်တော့ဘူးပေါ့နော်အဲ့တော့ဈေးကတော့တော်လေးတော့ဝေးတယ်ပေါ့နော် HRP ကအဲ SUI ကလည်းဝေးတယ်အဲ့တော့ Solar နားလည်းဝေးတယ်ဗျာနော်တရား15ဆိုတော့တော်တော်လေးဝေးတယ် price ပေါ့နော်တရား15ဆိုတော့ဒီအောက်မှာဒီအောက်မှာဖြစ်နေပြီနော်အဲ့တော့တော်တော်လေးဝေးတယ်ပေါ့နော်အဲ့တော့အာဆိုတော့ဘာပြောဒီ order တွေကတော့ဒါမပွင့်လာဘူးပေါ့နော်အဲ့တော့မပွင့်လာဘူးဆိုတော့ကျွန်တော်အာ delete လုပ်လိုက်တော့မယ်လीနော် ် delete လုပ်လိုက်တော့မယ်နော်အဲ့တော့ကျွန်တော် delete လုပ်လိုက်ပြီနော်အဲ့တော့ကျွန်တော်ဒီ order လေးကို delete လုပ်လိုက်ပြီဆိုတော့ဒါတော့လက်ရှိဂျိုင်ခဲ့တဲ့ order position လေးတွေပေါ့နော် SUI link SUI SUI 23เนาะ အဲ့ဆိုတော့အဲ့ကျွန်တော်ထားထားတဲ့ DP တွေများထိမလားဆိုတာကတော့ကျွန်တော်ဒီလိုဆက်လိုက်ပြီးတော့စောင့်ကြည့်ပေးပါဦးလို့ပြောချင်ပါတယ်။အဲ့ position history မှာဆိုရင်တော့မနေ့ကတော့ဒါနည်းနည်း scalper trade လိုက်တယ်ပေါ့နော်။ပြင်းပြင်းနဲ့ကျွန်တော် trade လိုက်တယ်။အဲ့မှာဆိုရင်ကျွန်တော်ကျွန်တော်ဒီ VO ကို H E R ပေါ့နော် V O H E R တို့ကျွန်တော်တို့ဒီ M A G I C လို့နော်အဲ့တော့ M A G I C လို့ကျွန်တော်အာ V O H E R တော့တော်တော်လေးဒါ trade လို့ကောင်းတဲ့နေရာမှာပါသွားတယ်ပေါ့နော် shop လို့ကောင်းတယ်နော် W C T ရောပေါ့နော်အဲ့တော့ဒါတွေကတော့ဒါမနေ့ကဆိုတာတော်တော်လေးအာ V O H E R ဆိုတော့ဒါ personal တော်တော်များများဈေးတက်နေတာပေါ့နော်အဲ့တော့200နီးပါးလောက်တော့ဈေးတက်နေရဖြစ်တဲ့အတွက်ကျွန်တော် shop လို့တာပေါ့နော်ရောင်းနေအကျိုးမြအနေငယ်နဲ့ပိတ်တယ်နော် ထွက်တယ်ပြန်ရောက်နေပိတ်တယ်ဟမ်ဒီလိုမျိုးနဲ့ကျွန်တော် pre အစကပါပုံစံမျိုး trade လုပ်လိုက်တာတော့ profit လေးကတော့ဒါဒေါ်လာ350လောက်တော့ profit ထွက်သွားတယ်ပေါ့နော်အမစိုးဘူးလို့ပြောရမယ်ပေါ့နော်အဲ့တော့မနေ့ကတရက်ထိုင်နေပေါ့ ဆိုတော့အာဒါလေးကတော့ကျွန်တော်ဒီကနေ့မှာလက်ရှိ trade position အနေထားလေးပေါ့နော်ဒါလက်ရှိချိန်မှာတော့အကုန်လုံးကတော့ဒါ profit ထွက်နေတယ်အာ link ကတော့ profit အကျန်းဆုံး ADA လည်းကျန်းနေပေါ့နော်ပြီးတော့ link ကတော့ဒါတော့ကျွန်တော်150%လောက်တောင်တောင် profit ထွက်နေပေါ့နော် okay အဲ့တော့ဆိုတော့အာဒါလေးကတော့ကျွန်တော်ဒီကနေ့မှာလက်ရှိ trade အခြေအနေလေးပဲဖြစ်တယ်ဆိုတော့နောက်နေ့နောက်နေ့တွေမှာလည်းကျွန်တော်မှာ trade အခြေအနေလေးတွေကဘယ်လိုတွေ set ပြီးတော့ဖြတ်လာနိုင်အောင်မလဲဆိုတာကိုကျွန်တော်ဒီလိုဆက်လိုက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြင်ချင်ပါတယ် okay အားလုံးကျေးဇူးတင်ပါတယ်